အားလုံးပဲမင်္ဂလာရှိတော်ညချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးဆရာဇေနာရမညာရေးသားထားတော့အောင်မြတ်တာနေဆန်ဆက်ထဲမှာညီတော်တန်ဆိုတဲ့ဇာလန်လေးအစဆုံးကိုပြောပြလို့တင်ဆက်ပေးတော်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာ နေကကြစ်ကြစ်တောက်ပူလောင်နေတဲ့တပေါင်းလာနေရင်းရှိန်အောင်မြတ်သားမောင်ကောင်ခုံးလာမူးညူတို့လျောက်သာမြို့ဝင်မှာရှိတဲ့ရေရတပိတပင်အောက်တွင် ထိုင်နေကြရတယ်လျောက်လုံးကိုတွေးကိုစီနေထိုင်နေတဲ့ရှိန်အောင်မြတ်သားကစကနေထားရလိုက်ပြီးမောင်ကောင်ခုံးလာမင်းတို့နေရောက်ကလေသာမျိုးဘက်ကိုအရင်သွားထားကြငါအနောက်ကလိုက်လာခဲ့မယ်လို့ပြောလိုက်တာကြောင့်မောင်ကောင်နဲ့ခုံးလာကအောင်မြတ်သားကိုပြန်တူလှမ်းကြည့်လိုက်ပြီးပိုရောက်ရင်ကျွန်တော်တို့ဘာလို့ထားရမလဲဆရာ ဒေတာမျိုးကိုရောက်ရင်အထက်အောင်မြေဖုန်ကြီးချောင်းကဥဆက်နီမှာစုသူစီကိုသွားငါကလှုပ်လိုက်တယ်လို့ပြောလိုက်။သူကမင်းတို့လုံရမယ့်ကိစ္စကိုပြောလိုက်မယ်။ဟုတ်ကဲ့ဆရာ။တောင်းနေဆရာကမူးညွန့်နဲ့နေခဲ့မှာလား။အဲသူ့အတွက်လုံပေးဆရာကိစ္စကြံနေသေးလို့ပြီးတာနဲ့လိုက်လာခဲ့မယ်။ဟုတ်ကဲ့ဆရာ။ကျွန်တော်တို့နှစ်ယောက်ကူပဲသွားလိုက်ပါမယ်။ကောင်းကောင်းနဲ့ခုံလာတို့နှစ်ယောက်ထွက်သွားတော့အောင်မြတ်တာကမူးညွန့်ကိုကြည့်ပြီးမင်းကတော့စံစက်မှာလုံလုံရလိမ့်မယ်။ အလုပ်လုပ်တာကဟုတ်ပါပြီ။တည်ကျွမ်းမရှိပဲနဲ့အလုပ်ကဘလို့ရမှာလဲ။မင်းလုံးရောက်ဖို့အတွက်ငါးတိတယောက်ကိုအကူအညီတောင်းရမှာပေါ့ကွာ။ငါးနောက်ကလိုက်ခဲ။အုံမြတ်သားကမူးညို့ကိုခေါ်ပြီးမြို့ပတ်လမ်းအနောက်ဘက်မှာရှိတဲ့ဖုန်ကြီးကျောင်းတစ်ချောင်းစီကိုခေါ်ဆောင်သွားခဲ့တယ်။ပညာဂုဏ်ရေးကျောင်းတိုက်ခန္ဓာလာရဲ့မူရဲ့လဲမှာရွှေအောင်ဖုံးကြောက်စလုံးတွေနဲ့ရေထိုးထားတဲ့ကျောင်းနဲ့မြေကိုဖတ်ပြီးငုံညူရှီလန်းတွေတုတ်ဆုပ်သွားခဲ့တယ်။ငုံညူ ဒါလေးကဘာရက်လုံးနေရလဲအောင်မြတ်သားရဲ့လေတန်းကြောင်မွန်းညူခရွတ်ရွတ်လေးနဲ့နားခတ်သွားပြီးသူကြီးကျောင်းကအတော့ကိုခဏတာပဲပြာကျောင်းထဲကထွက်လာတဲ့သူတွေကလေဝေကောင်းဆလာတွေဝစ်စင်ထားတော့ကျတော်တင်နေတယ်လို့ဖြစ်သွားတာမင်းကဘာကိုတင်နေတာလဲမသိဘူးဆရာကျောင်းထဲဝင်ရမှတမျိုးကြီးပဲလာစမ်းပါကွာလူမိုက်လောက်ခဲတဲ့ကောင်ကဖုန်ကြီးကျောင်းရောက်မှကြောက်နေပါရောလား အောင်မြတ်သားကမူးညို့ရဲ့လက်ကိုဆွဲပြီးဇောကြီးနှကောင်တောင်းဝေးထန်းထားတဲ့ရုပ်ထုရှိရာလှေအားပုံကိုတက်သွားခဲ့တယ်။ကျောင်းပေါ်ရောက်တော့ပါဝါမြင့်မှန်ခတ်ထူထူတက်ထားတဲ့ဖုန်ကြီးတစ်ပါးကလက်လေးတက်ခန့်ရှိတဲ့စောက်တောက်ကိုဖက်နေရင်းကနေမျက်လုံးကိုလှန်ကမိုးကြည့်လိုက်ပြီးဒီတစ်ခါတော့မဖိတ်ပဲရောက်လာပါလားလို့ပြောလိုက်တာကိုကြားလိုက်ရတယ်။အောင်မြတ်သားကဖုန်တော်ကြီးရဲ့စကားကြောင့်နှကမ်းပါလီတွန့်အောင်ပြုံးလိုက်ပြီးဒီတစ်ခါတော့အရှင်ဖျားစီကအကွန်ကြီးတောင်းဖို့ရောက်လာတာပါလို့ပြောလိုက်ရဖုန်တော်ကြီးကဖလက်ဆဆောက်ကိုပိတ်လိုက်ပြီး ပြောစမ်းပါဦး။ဘာကိစ္စများလဲတကားကြီး။ကိစ္စကတော့ဟောရီကောင်လေးကိုလက်ပြုံဆန်ဆက်မှာအလုတ်တနေရာရရှိခြင်းလို့ပါဖေ။လက်ပြုံဆန်ဆက်ဆိုတာဒေါ်မီတီရဲ့ဆန်ဆက်ကိုပြောတာလားကိုယ်။တင်ပါဖေ။အရှားလုတ်တွေအများကြီးရှိလျက်နဲ့ဘာကြောင့်လက်ပြုံဆန်ဆက်မှာမှအလုတ်ရရှိခြင်းတာတော့။အပြီးဆုံးနိုင်တဲ့ကံကြမ္မာအကြောင်းကြောင့်ပါဖေ။အင်းတကားကြီးရဲ့စကားမှာအထိပယ်တွေအများကြီးပါနေပါလား။ ဖုန်ကြီးနိုင်တဲ့လောက်တော့ကွန်ကြီးပေးပါမယ်။ဒါနဲ့ဒကာကြီးစီမံပေးတဲ့ဇိုးကြီးတစ်ပါးကအတော့ဦးအားကိုးရတယ်ကွ။ဖုန်တော်ကြီးကကျောင်းလီကရင်မှာထုလုပ်ထားတဲ့ဇိုးကြီးရုပ်ထုကိုလှမ်းကြည့်ပြီးပြောလိုက်တာကြောင့်အောင်မြတ်သားကမျက်လွှာကိုပြင့်နေလိုက်ပြီးအားကိုးရတယ်ဆိုကျေနပ်ပါပြီဖေဟာဒါနဲ့ကျောင်းတော်ကမောင်ဦးရေရောငြိမ်သွားပြီလားဖေဟာအင်းပြီးခဲ့တဲ့လကအီးမေးလ်ပေးပုံရတော့အစွဲရီမရှိတော့တာမြင်ရတယ်နေ့စဉ်နေ့တိုင်းတရားဓမ္မရုပ်ဖတ်တန်တွေကြတော့ သူလည်းယင်ပါသွားပြီထင်ပါတယ်ဒီလိုကြားရတာဝမ်းသာမိပါတယ်ဖျားဖုန်းတော်ကြီးနဲ့အောင်မြတ်တာတို့အပြန်လန်ပြောနေတာကိုဘာမှနားမလဲတဲ့ဟန်နဲ့နားထောင်နေတဲ့မူးညူကကြောင်နောက်ဘက်ကိုလှမ်းကြည့်လိုက်လေကားတက်စင်ကရုပ်ထုကိုလှမ်းကြည့်လိုက်နဲ့အလုံးရှုံနေခဲ့တယ်ဒါကြီးတို့ဒီရပိုင်းကြောင်းမှပဲနေလိုက်အောင်လာမယ့်စနေနေ့ဒေါ်မေတီလာမှဖုန်းကြီးပြောလိုက်မယ်ကျေးဇူးတင်ပါတယ်ဖျားရပါလေကွယ်ကဲကဲအခုတော့တီလောက်ဆောင်မှနားလိုက်ကြအောင် အောင်မြတ်သားတို့လည်းဖုံးတော်ကြီးကိုဥရှာကြောလိုက်ပြီးတဲခိုရမယ်တီလောက်ဆောင်ဘက်ကိုထွက်လာခဲ့လိုက်တယ်။စနေနေ့ရောက်တော့တီလောက်ဆောင်ရှိမှာတပြက်စီးလှဲနေတဲ့မိုးညိုလိုရှိရာကိုကပြီယာကြီးရောက်လာပြီးဧည့်သည်တွေကိုဆရာတော်ခေါ်ခိုင်းလိုက်တယ်။ကျောင်းပေါ်တက်သွားလိုက်လို့ပြောလိုက်တာကြောင့်အောင်မြတ်သားရုံမိုးညိုပါတပြက်စီးတွေကိုရှာပြီးကျောင်းပေါ်ကိုတက်လာခဲ့လိုက်တယ်။ကျောင်းပေါ်ရောက်တော့သဖင်ကိုတပတ်ချုံထုံထားပြီးမြမဆန်ဆန်ဝစ်စင်ထားတဲ့အသက်၄၀ရွယ်မိန်းမတယောက်ထိုင်းနေတာကိုမြင်လိုက်ရတယ်။ ။ဟောရောက်လာကြပြီလား။တင်မဖျားတကမကြီးဒါကဖုန်းကြီးပြောတဲ့လူငယ်ပဲလေ။ဖုန်းတော်ကြီးစကားကြောင်းကြောပေးထိုင်နေတဲ့မျိုးသမီးကအနောက်ကိုလှည့်ကြည့်လိုက်ခါမင်းကအလုံးကျန်းတွေလုံနိုင်ရလားလို့မေးလိုက်တာကြောင့်မုန်းညိုကခေါင်းကိုညှင်းပြလိုက်ပြီ။လို့လုံနိုင်ပါလေ။ဆက်သက်မှာကအလုံးသမားတွေမလို့သေးပေမဲ့ဆရာတော်ကူညီတောင်းလို့လက်ခံပေးလိုက်မယ်။အလုံးစူးစမ်းရင်မင်းအတွက်ခွင့်လန်းတွေရလာမှာပါ။ဟုတ်ဟုတ်ကဲ့ ကျွန်တော်အလိုချိုးသားမှာပါ။ဘူညိုဟာသူ့အချိန်မှာထိုင်နေတဲ့အမျိုးသမီးကိုစိုက်ကြည့်ပြီးပြောလိုက်တဲ့အချိန်မင်းတို့တနေရာမှာများမြင်ဘူးသလားလို့အတီလူမားနေတာဖြစ်မှာပါ။ကျွန်တော်ကဒီကိုရောက်တာမကြားသေးပါဘူး။အင်းပါငါလူမားတာဖြစ်မင်းမင်းအနေနဲ့ဆန်းစပ်မှာပဲနေမှာလား။ဒီကနေအလုံစင်းပါလား။ရှင်းနိုင်တော့ဆန်းစပ်မှာပဲနေပြီးအလုံစင်းနေပါလေ။ဒါဆိုရင်မနေ့ပြက်မနေ့ခုနှစ်နာရီဆန်းစပ်ကိုလာခဲ့လေ။ ။မှလည်းမင်းရဲ့ရွယ်သူတွေရှိတဲ့အတွက်ပေါ်ရမှာပါ။လာစာကတော့ရှားသူတွေကိုပေးတဲ့အတိုင်းရမှာပါ။ဟုတ်ကဲ့လာစာထက်လုံးရတာကိုပဲကျေးဇူးတင်နေပါပြီ။ငုံညူကသူ့ဖေမှာထိုင်နေတဲ့အမျိုးသမီးကိုပြုံးပြတာပြောလိုက်ပြီးအမျက်သားကိုလှမ်းကြည့်လိုက်တယ်။ညဘက်ရောက်တော့တဲခုဆောင်ရှိမှဆလိတ်ထိုင်တောက်နေတဲ့မူးညူရှိကိုအမျက်သားရောက်လာခဲ့ပြီ။ကောင်းလေမနေ့ပြန်ကစပြီးမင်းလုံစာစင်းရတော့မှာနော်။သိပါရဲ့ဆရာကြီးကျွန်တော်လေးအလုံးကျိုးသားမှာပါ။ မင်းအနေနဲ့အလုပ်လုပ်တဲ့အခါအရင်ကလိုစိတ်မျိုးထားလို့မရဘူးနော်။မင်းကိုအလုပ်လုပ်ခိုင်းတဲ့ရည်ရွယ်ချက်ကမင်းကိုမွေးပေးခဲ့တဲ့လူကိုကျေးဇူးပြန်ဆက်ဖို့ပဲ။ကျွန်တော်လုံးဝင်တဲ့အခါဆရာကဒီမှာရှိနေမှာလား။ငါအခြားကိစ္စတခုအတွက်ခီးထွက်စရာရှိနေသေးတယ်။မင်းမအခက်အခဲတခုရှိရဲဆိုရင်ညမိတ်ခင်ငါ့ကိုစိတ်ထဲကနေတားလိုက်။ဟုတ်ကဲ့ပါဆရာ။ကျွန်တော်ကုက္ကူကိုအကောင်းဆုံးပြင်ဆင်ပြီးနေထိုင်ပါမယ်။ငုံညူစကားကိုအောင်မြတ်တာကခေါင်းငိတ်ပြားကနားထောင်လိုက်ပြီး ထုံကြီးကျောင်းနောက်ဘက်မှာရှိတဲ့ကိုရောင်ပြည်စီရီရှိရာဘက်ကိုထွက်လာခဲ့လိုက်တယ်။လာပြည့်ုံဆန်ဆက်ပွဲုံလေးမှာအလုသမားတို့ဥရဟူသွားလာလှုပ်ရှားနေကြပြီးပွဲုံနောက်ဘက်တလင်းမှာတော့စဘာလန်းသူအာလန်အိတ်တုတ်တဲ့သူအတုံနဲ့အလုရှုံနေခဲ့တယ်။ဘုံညိုလေးအဝေးအောင်တရှို့ထဲထားတဲ့လက်ဆွဲတလုံးကိုပခုံးမလွယ်ပြီးပွဲုံလေးမှာရှိတဲ့ကောင်တာဘက်ကိုထွက်လာခဲ့လိုက်တယ်။ကောင်တာနာရောက်တော့စဘာဖို့ပတ်စံတွေကိုရေထွက်နေတဲ့မေတီကညလုံးကိုပင့်ကြည့်လိုက်ပြီး နင်းရောက်လာပြီလားဟုတ်ကဲ့ဗျာလလုံးစဲမင်းနေရမယ့်နေရာကိုအရှင်လိုက်ပြခိုင်းလိုက်မယ်ပြီးရင်တော့ဘာလုပ်လို့ရမယ်ဆိုတာသူတို့ပြောလိုက်မယ်ဦးတောင်းကြီးသူ့ကိုနေရမယ့်အခန်းလိုက်ပြပေးလိုက်ပါဦးဒေါမီဒီစကားကြောင့်ပွဲရုံထဲမှာတာလီစစ်နေတဲ့ဦးတန်းအောင်ရောက်လာပြီ။လာလာကောင်းလေး။မင်းထုတ်ကိုတန်လျားတဲ့အရင်ထည့်လိုက်အောင်။အသက်60ရွယ်လူကြီးကမူးညွတ်ကိုဖော်ရွှေစွာပြောလိုက်ပြီးပွဲရုံနောက်ဘက်မှာရှိတဲ့တန်လျားတစ်ခုစီခေါ်သွားခဲ့တယ်။ တန်လျာရဲရောက်တော့လွတ်နေတဲ့နေရာတစ်ခုကိုလက်ညှိုးထိုးပြလိုက်ပြီးဒီမှာတော့နေရာလွတ်တယ်မင်းအနေနဲ့အခြားနေရာမှာနေခြင်းလဲဆိုလဲလွတ်တဲ့နေရာမှာနေလို့ရတယ်လို့ပြောလိုက်တာကြောင့်ဘူးညိုလည်းလက်ထဲကင်ထားတဲ့အိတ်ကိုနေရာလို့တစ်ခုမှာရှားလိုက်တဲ့အချိန်ဦးတောင်းပွဲရုံထဲမှာတထိမတောင်းကျင်းနေရဆိုတဲ့အတန်ကြောင့်တန်လျာပြင်ဘက်ကိုကြည့်လိုက်ရစပားကောင်းမောင်းတဲ့ကြော်ပါဖြစ်နေတာမြင်လိုက်ရတယ်ဘာကိစ္စဖြစ်လို့လဲကွာစပားဤတီပျောက်နေတဲ့ကိစ္စလက်တဲ့ပေါ်ပြီးဆိုပဲ ေးဘသူလောက်တာလဲလာသေးတော့မောင်နှမလက်ချက်တဲ့ဗျာတထေးမကသူတို့မောင်နှမကိုတနာပြီးအလုပ်ပေးထားတာကိုအခုလို့လုံးရတယ်လို့ဦးတောင်းနဲ့ကျော်ပါတို့စကားပြောနေတာကိုနားထောင်နေတဲ့မူးညိုကအေးရပြင်းနေရကနေမသိမသာနားထောင်နေရဲ့အဲ့ကောင်လေးမင်းကိစ္စပြီးရင်လိုက်လာခဲ့ဦးပြီးပါပြီဗျာအခုလိုက်ခဲ့ပါမယ်မူးညိုကတွက်လက်စွာနဲ့ထားရလိုက်ပြီးဦးတောင်းလိုနောက်ကိုလိုက်လာခဲ့လိုက်တယ် ဝဲယုံထဲရောက်တော့ကောင်တာရှိမှလနောက်ဖြစ်ပြီးရက်နေတဲ့လူနှစ်ယောက်ကိုတွေ့လိုက်ရပြီးသူတို့ရှိမှတော့မျက်နှာတင်းမာနေတဲ့ဒေါ်မီတီကိုမြင်လိုက်ရတယ်နေတော့ခွေးလောက်တောင်ကျေးဇူးမတိတတ်တဲ့ဟာကြီးငါကတော့မိဘနှစ်ပါးလုံးစုံသွားလို့တန်းထားလိုက်ရတာဒါကနေတော့အခုလို့ကျေးဇူးဆက်လိုက်တာပေါ့လေမီတီရဲ့အတန်ကဟင်ကနေထွက်လာခဲ့တယ်လို့ဝဲယုံထဲမှာရှိနေတဲ့သူတွေစီကနေလေကျွတ်စီကျွတ်စီအတန်တွေထွက်ပေါ်လာခဲ့တယ်မမလေးဘလို့ဖြစ်တာလဲ ဘာဖြစ်ရမလဲစပိုက်တွေပြောင်းလို့စုံစမ်းကြည့်တော့ဒီနှစ်ယောက်လက်ချက်ဖြစ်နေရလိမမလေးအခုဘလို့လုံးရှင်လေသူတို့ခုံမှုနဲ့တရားစွဲမလားဦးတောင်းစကားကြောင့်လှာထေးတို့မောင်မားနှစ်ယောက်စက်နေတုံတက်သွားပြီတရားတော့မစွဲပါနဲ့ဗျာကျွန်တော်တို့ယူထားမိတာအတွက်တင်ချောက်ပေါက်ပြန်ဆက်မှာပါဦးတောင်းသူတို့နှစ်ယောက်ကိုမောင်းထုတ်လိုက်တော့နှစ်ယောက်လုံးရဲ့မျက်နှာတွေကိုမြင်ကျင်တော့ဘူးမေတီကမျက်နှာလွယ်ကပြောလိုက်ပြီး စိမ့်တွေထားတဲ့ဂုံတော်ဘက်ကိုထွက်သွားခဲ့လိုက်တယ်။ဒီကောင်လေးနက်ကရာကြီးမုံမနေနဲ့ဒီမှာစိမ့်တွေလောက်ကူတဲ့အောင်စိမ့်တွေစီနေတဲ့လူတယောက်ရဲ့တန်းကြောင်ငုံညုံကမန်ကရန်ပြေးသွားပြီးစိမ့်တိတ်ကိုဆွေကနေမကထတ်တင်ပေးလိုက်တယ်။ငုံညုံနေနဲ့ငယ်စဉ်ကလေးကအလုံချမ်းလောက်လာတဲ့သူမျိုးပွဲရုံလုံးတွေကိုအခက်အခဲမရှိလောက်လာခဲ့ရာရန်နေခဲ့ကြမှာတော့အလုတ်ထဲမှာအသားချလာခဲ့တယ်။ တရက်မှာတော့မုံညိုလိုအလုံသမားတွေခေရောင်ထဲမှာရှိတဲ့စံအိတ်တွေကိုကားပေါ်တင်နေတဲ့အချိန်ရေကြီးတုတ်ပြာပြေးဝင်လာတဲ့ဦးသားအောင်ကိုမြင်လိုက်ရတယ်။ဦးသားအောင်ကမုံညိုရဲ့မလန့်မကန်းမှာရက်နေတဲ့ဒိုမီတီစီကိုသွားပြီးပြေတနာတော့တက်ပြီးမိသည်ရေ။ဘာပြေတနာလဲဦးသားအောင်။မနေ့ကပို့လိုက်တဲ့စံတွေကအောက်နဲ့နေထွက်နေလို့ဆိုပြီးအကုန်ပြန်ပို့လာတယ်။ရှင်းမဖြစ်နိုင်တာစံတွေကအစ်တီပဲရွေးပြီးပို့ထားတာလေ။ဘလို့လို့အောင်းနံထွက်ရတာလေ မေတီကမယုံကြည်နိုင်တဲ့လေတံထဲပြုတ်ပြီးကိုရောင်ချစ်မှာရက်နေတဲ့ဆံကားချစ်ကိုသွားကစိမ့်ထဲကိုစံထိုးပိုက်နဲ့ထိုးချလိုက်ရာအထဲကနေအညိုရောင်တန်းနေတဲ့စံတွေထွက်ကြလာခဲ့တယ်။ဟင်စံတွေကဘလို့ဖြစ်ပြီးအညိုရောင်ဖြစ်နေရလဲ။ဟုတ်တယ်မေတီဒီလိုတစ်ခါမှဖြစ်ဘူးတော့ဦးလေးလည်းအံ့ဩနေတာ။အရှာအိတ်တွေရောလိုက်စစ်ကြည့်စမ်းပါဦး။မေတီစကားကြောင့်ဦးသားအောင်ကစံကားပုံမှာရှိတဲ့စိမ့်တွေကိုဖောက်စစ်ကြည့်ရာ ိတ်တွေအလုံးထူမခြားနာဖြစ်နေတာကိုမြင်လိုက်ရတယ်။ဟမ်တသက်နဲ့တကူဒီလိုဖြစ်မျိုးပထမဆုံးကြုံဖူးတာပဲ။ကဲစိမ့်တွေပြန်ချပြီးအစ်တွေလဲပေးလိုက်တော့ဒီဆာဗီကိုဘလို့လောက်ကြမလဲ။ဂူထောင်လုံးတစ်ခုထဲမှာပဲပုံထားရမှာပေါ့။မေတီကစိတ်ပြက်လက်ပြက်နဲ့ပြုတ်ပြီးထွက်သွားတော့မုန်းညို့ကဦးတောင်းအောင်နားကိုကတ်ခါဆန်ဝေကိုမနေ့ကကျွန်တော်ကိုယ်တိုင်တင်ပေးလိုက်တာပါဟုတ်တယ်ဦးလီဆန်ဝေကရည်ထီသွားတာများလား ဖုန်ဖူးမောင်သိန်းဆန်တွေကရည်ထီအောင်မိုးရွာနေတာမှမဟုတ်တော့ကွာကဲစကားများမနေကြနဲ့ဥငွေပေါ်ပွဲရုံကိုဆန်ပုတ်ဖို့စိုင်းတွေတင်ကြတော့ဘုံညို့တို့လည်းအောင်းနှံထွက်နေတဲ့စိုင်းတွေနဲ့စိုင်းရဲ့အစ်တွေကိုလဲလှဲ့ပြီးကောက်ပေါ်တင်ပေးလိုက်ကြတယ်ညဘက်ရောက်တော့မိုးညို့တယောက်တန်လျားချိမှထိုင်ပြီးနေ့လယ်ကအဖြစ်ကိုတွေးနေတဲ့အချိန်ဟလာဆန်အနောက်ကနေအမောင်လူတွေကနေရေကနေဖြတ်သွားတဲ့လူကြီးတခုကိုမြင်လိုက်ရတယ်။ဘသူလဲဟိ မွန်ညိုကတန်လျားချီမှာထောင်ထားတဲ့တူချောင်းကိုကောက်ကွက်လိုက်ပြီးလူရင်းနောက်ကိုလိုက်ဖို့လို့မွန်ညိုဘာဖြစ်တာလဲဆိုတဲ့အတန်းနှိတူဦးသားအောင်နဲ့မောင်သိန်းတို့ထွက်လာခဲ့ကြတယ်။ဟာလာဆန်းအောင်မှာလူရိတ်တွေ့လို့ဗျ။အေးတဆူတခုကတာထင်းနေ။ပေါ်ကြည့်ရအောင်။ဦးသားအောင်ကခါးကြထိုးထားတဲ့ဓမီကိုထုတ်ယူပါဟာလာဆက်ဘက်ကိုထိုးလိုက်ရာမဲနေနေတဲ့စပင်ကိုမျက်နှာဖုံးတဲ့အထိရှာထားတဲ့လူတယောက်ရဲ့နောက်ကျိုးကိုမြင်လိုက်ရတယ်။တခုဟေးတခု ပုံသိန်းအိုတန်ကြောင့်မူးညူတုတ်ကိုဆွဲကလစ်ကနေပြစ်ထွက်သွားခဲ့လိုက်တယ်။ဟေ့ကောင်ထွက်လာစမ်းသူများပြစ်စီအချောင်လိုချင်တဲ့ကောင်ဘယ်တော့ပုတ်လိုက်ရလဲကွာ။မူးညူကဟာလာဆက်ကသူပြားကိုဒုံနဲ့ရိုက်ပြီးအော်ဟစ်နေတာကြောင့်ဝဲယုံမှရှိတဲ့အခြားလုံသမားတွေနဲ့အတူဒေါ်မေတီတို့ပါရောက်လာခဲ့ကြတယ်။မူးညူဘာဖြစ်လို့လဲ။တခိုးကတ်လို့ဗျ။ခုနကဦးအောင်တန်းဓမီနဲ့တူတော့ဒီနောက်ကနေခေါင်းပြုတ်ထွက်လာတာမြင်လိုက်တယ်။ဟုတ်တယ်မေတီ။ ဦးလေးလည်းမြင်လိုက်တယ်အခုတကူမိပြီလားမဖမ်းမိလိုက်ဘူးဒီနားမှာရင်ပျောက်သွားလို့ထူးဆန်းနေတာမဟုတ်သေးပါဘူးဒီရဲ့ပိုင်ပွဲရုံမှာဘာတွေဖြစ်နေပါလဲဟိုမောင်နှမကြောင့်မရလားလှထေးတို့မောင်နှမကိုပြောတာလားဟုတ်တယ်သူတို့ကိုလှုပ်ထုတ်ပြီးမှဒီကိစ္စတွေဖြစ်လာတာမဟုတ်လားဦးသားဟောစကားကြောင့်မိတီကတစ်ချက်စဉ်းစားလိုက်ပြီးဦးလေးပြောတာလေဖြစ်နိုင်တာပဲလို့ပြောလိုက်တဲ့အချိန် အလုသမားတွေကြားရဲရက်နေတဲ့ဖိုးဟော်ကချစ်ထွက်လာပြီကျွန်တော်ကတော့လှထေးလို့ကြောင်မှုတ်ဖူးထင်တာပဲဘာလို့လဲဖိုးဟော်ရလှထေးလို့မောင်နှမကိုအလုံးမထုတ်ခင်ရက်ပိုင်းလောက်လူကလေစပင်းစုပ်ဖွားနဲ့လူတယောက်ဟာလာဆန်းအောက်ကနေဝင်လိုက်ထွက်လိုက်လုပ်နေတာမြင်ခဲ့ရတယ်အခြားသူတွေကပြောရင်မယုံပါဘူးလို့အခုမှပြောပြတာဖိုးဟော်ရဲ့စကားကြောင့်အာလုံးထိတ်လန့်သွားပြီးဟိုဒီဒီလက်ကြည့်ကုန်ကြတယ်အဲ့ဒီချိန် တရေဆိုတော့လေဘာဖြစ်လဲဗျာလူချင်းရင်ဘယ်တည်းမှမခံနိုင်ပါဘူးကျုံနဲ့တွေ့ရင်တရေလေရိုက်ခန့်ထိမှပဲဆိုတဲ့အတန်ကမိုးညုတ်စီကနေထွက်လာခဲ့တယ်ဒီချိန်မှပဲဟာလာစတဲ့ကနေဟင်းဟင်းဆိုတဲ့နှစ်ဖြားတက်လူညီတန်ကြီးကထင်းထင်းချာချာထွက်လာပါလိရောညီညီတန်ကြီးပါလားဟာလာစတဲ့ကနေထွက်လာတဲ့အတန်ပဲမိသည်ဟာဦးတောင်ဟာလာဆက်ကိုဖွင့်ကြည့်လိုက်မိသည်စကားကြောင့်ဦးတောင်လည်းဟာလာဆက်ကိုတော့ဖွင့်လိုက်ချင်း တဟင်းနဲ့ညီးနေတဲ့အတန်ကရှင်းရှင်းတိတ်သွားခဲ့တယ်။ကျွန်တော်အထက်ဝင်ကြည့်မယ်။အာဖြစ်ပါမလားမုန်းညိုရ။ဖြစ်ပါလေဗျာ။ကြုံမကြောက်တတ်ပါဘူး။မုန်းညိုကဥသောဟောရဲ့ဓမီကိုတစ်ဖက်ဒုက္ခကိုတစ်ဖက်ခိုင်းပြီးဟာလာစက်သေးကိုဝင်လာခဲ့လိုက်တယ်။ဒူနောက်မှာတော့တတိကောင်းတဲ့အလုပ်မှာတချူကပ်ပါလာခဲ့တယ်။အထက်ရောက်တော့မုန်းညိုကဓမီနဲ့ဟိုထိုးထီထိုးလုံနေတဲ့အချိန်မနှမကြိတ်ဖို့လှုပ်ထားတဲ့စပိုင်းအိတ်တွေကဘသူမှမရှိပဲဟုံးနေပြိုကျလာတာမြင်လိုက်ရတယ်။ မွန်းညိုတတိထားဦးတောင်းရဲ့စကားကြောင့်မွန်းညိုအနောက်ကိုဆုပ်ပြီးကြည့်လိုက်ရာဆန်ဆက်ပေါ်ကထုတ်တန်းပေါ်ကနေဖြစ်ပြေးသွားတဲ့အရေးတခုအရင်ကဒီလိုမျိုးဖြစ်ဘူးပါဘူးအခုမှဘလို့ဖြစ်ရတာလဲကျမလည်းမပြောတတ်တော့ဘူးဦးလေးဒီရဲ့ပိုင်းထဲမှာတစ်ခုပြီးတစ်ခုဖြစ်နေတာအနေကြရင်ဆန်ဆက်တစ်ခုလုံးပြေးရည်တွေနဲ့ဖျက်မှရတော့မယ်ဒါမှမရရင်တော့လုံးတင်လုံးထိုက်တာကိုလုံးရတော့မှာပဲ ခဏနေတော့လူသမားတွေအားလုံးလူစုခွဲလိုက်ကြတာကြောင့်ငုံညုံလေးမိမိနေထိုင်ရာတန်လျာဘက်ကိုပြန်လာခဲ့လိုက်တယ်။ညကတဖြည်းဖြည်းနက်လာတယ်လို့တန်လျာရင်းကနေလေအလူသမားတချို့ရဲ့ဟောက်တန်တဲတဲထွက်ပေါ်လာခဲ့တယ်။ဒီကောင်လေးထဆန်းခေါင်းရင်းကနေခုံထိုးတဲ့တန်ကြောင့်ငုံညုံထားကြည့်လိုက်ရာသူ့ဘေးမှာထိုင်နေတဲ့အောင်မြတ်သားကိုမြင်လိုက်ရတယ်။ဟင်ဆရာဘယ်တော့ကရောက်နေရလဲ။မင်းတို့စီမံညာကပြဿနာဖြစ်တယ်မဟုတ်လား။ ုတ်တယ်ဆရာဆွမ်းဆက်ထဲကနေငူတန်လို့လို့ညီတန်လို့လို့ကြားရတယ်။နောက်ပြီးတရေလို့လို့တစီလို့မျိုးလဲတွေ့ရတယ်။အေးအဲ့ဒါကမင်းတို့ပွဲရုံကိုမနာလို့တဲ့သူတူကလှုပ်ထားတာပဲ။ဒါဆိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆရာ။မနာမိုးလေးရင်ဆန်ဆက်ရဲ့ခေါင်းနိုင်အောက်ကိုတွားပြီးရှာကြည့်။ထူရှားတာတခုကိုတွေ့လိုက်မယ်။ဟုတ်ကဲ့ဆရာ။နောက်တစ်ခုကလေအမေကကျွန်တော်ကိုသူ့သားမန်ဘယ်တော့မှတိမလဲ။ ချိန်တစ်ခုတော့ဆောင်းရောက်မယ်ကောင်းလေ။ဘာကြောင့်လဲဆိုတော့မင်းကသူသားဆိုတာသိတာနဲ့သူ့ရဲ့တိတ်ကပြန်ပြီးအသက်ဝင်လာလိမ့်မယ်။ဒါကသူ့အတွက်ရောမင်းအတွက်ရောကောင်းလာမှာမဟုတ်ဘူး။ဟုတ်ကဲ့ဆရာ။ဒီတိုင်းလေးနေရတာလေကောင်းပါလေဗျာ။မင်းကိုဒီပို့ထားတယ်ဆိုတာကလေအချောင်းရှိတယ်။အခုတော့ဘာမှတွေးမနေနဲ့ဟုတ်။ကိုလုံးဆရာရှိတာကိုပဲဆက်လုပ်တာ။အောင်မြတ်တာစကားဆုံးတာနဲ့မျက်စိချေကဖြက်ခနဲပြောင်းသွားတယ်လို့မုံညို့ကလေအိနေရာကနေလန်နိုးလာခဲ့တယ်။ နဲ့မုံလင်းတို့ဦးတောင်းကိုခေါ်ပြီးဆက်ဆက်ခေါင်းတိုင်အောင်ကိုတွားကြည့်ဟာလက်တစစ်တာတာရှိတဲ့အထုပ်တထုပ်ကိုလုံကြည်စားနဲ့ပတ်ပြီးရှာထားတာကိုမြင်လိုက်ရတယ်။ငုံညို့တို့လည်းအထုပ်ကိုဖွင့်ကြည့်လိုက်ရာအထဲမှလက်တန်းရိုးတစ်ချောင်းကိုအနီအောင်ကျိုးနဲ့ရပ်ပတ်ထားတာကြောင့်နှစ်ယောက်သားအချင်းချင်းကြည့်လိုက်ပြီးမကောင်းတဲ့စီရင်တွေပဲဗျ။ဒီကောင်းကြောင်ပွဲရုံမှာတစ်ခုပြီးတစ်ခုဖြစ်နေရနေမယ်။မေတီကိုတွားပြရအောင်။သူ့မှလည်းအတိုက်ခိုက်တွေကများလိုက်တာကွာ။ ဦးသားအောင်ကလုံချီစားနဲ့ထုတ်ထားတဲ့အထုပ်ကိုခိုင်းပြီးမေတီရှိတဲ့ဘကူထွက်လာခဲ့လိုက်တယ်။ဘသူလက်ချက်လို့ထင်လဲဦးလေ။အတီးကြတော့ပြောဖို့ခက်လိမ့်မယ်။မေတီရောဘသူ့ကိုတန်တရားဝင်းနေတယ်။အလုံသမားတွေကဆိုတော့ပုံမှန်မှဖြစ်နိုင်တယ်။သူတို့မဟုတ်ရင်တော့မေတီကစကားပြောနေရင်ရုတ်တရက်ရက်လိုက်ပြီးအပြင်ကိုကြည့်လိုက်ရာအသားဖြူဖြူခပ်ဝဝလူတယောက်ဝဲယုံတဲ့ကိုဝင်လာတာမြင်လိုက်ရတယ်။ဦးမေပေါ်ပါလားထိုင်ပါဦးရှင်။ ဦးဝင်ပေါ်ကခုံမှဝင်ထိုင်လိုက်ပြီးကိုတော်လေးကိုတစ်ချက်ကြည့်ကဆန်ဝေကဘလို့ဖြစ်ပြီးအောင်းနဲ့ညီထွက်နေရတယ်ဗျာကျုပ်ကမေတီနဲ့အလုပ်လုပ်တာအတော်ကြပြီဒါမျိုးတခါမှဖြစ်တာမကြုံဘူးဟုတ်တယ်ဦးဝင်ပေါ်ကြီးမေတီလည်းအံ့ဩနေတာဒီမနေ့လူသမားတွေလိုက်ချတော့အောင်းလန်းလူလူဘာလူလူအထုတ်ထုတ်တော့တွေ့ခဲ့တယ်အော်လူတွေကလည်းကြောက်ဖို့ကောင်းလိုက်တာအခုလေပွဲရုံရှိကဖြစ်သွားရင်လမ်းကြုံဝင်လာတာမနေ့ပြန်ပွဲရုံကိုစံ300လောက်ပူပေးအောင်တော့ ဆိတ်ချရှင်မနှက်ပြန်အမိပိုးပေးလိုက်ပါမေဥငွေပေါ်ထွက်သွားတော့မေတီကမွန်းညူလိုခေါ်ပြီးပိုရမယ့်စိုင်းတွေကိုစခိုင်းရာစိုင်းတွေထားတဲ့ကြားထဲကနေဆန်နွေးတွေပေးနေတဲ့အဝိစာတခုထပ်ပြီးထွက်လာခဲ့တယ်ဒီမှာလေတခုထပ်တွေ့ပြန်ပြီးဘာတွေဖြစ်နေတာလဲကွာမွန်းညူကဝိစာကူကိုင်ကပြောလိုက်ပြီးဒေါ်မေတီရှိအောင်ဘက်ကိုချောက်လာခဲ့လိုက်တယ်နောက်ပြုံးဆက်ဆက်မှာအောင်လန်းနဲ့လှုပ်ထားတဲ့အရာတွေတွေ့တယ်ဆိုတဲ့သတင်းကတစ်မျိုးလုံးကိုပြန့်နှံ့သွားခဲ့တယ်။ ကတော်ပွဲတွေဆောင်လက်ဖွဲ့တွေနဲ့ပြည့်နှက်နေတဲ့အခန်းချင်းတစ်ခုထဲမှာတော့နှကမွေးကကနဲ့လူကြီးတယောက်နဲ့ခဝဝလူတယောက်ထိုင်နေခဲ့ကြတယ်။အဲဒီအချိန်နှကမွေးကကနဲ့လူကရေးဆွဲနေတဲ့အင်းတစ်ချက်ကိုလက်စတက်လိုက်ပြီးခမရတူတေချာချာမထားခဲ့ဘူးလား။ထားခဲ့တာပေါ့ဗျာ။ဘသူမှမသိနိုင်မဲ့နေရာမှာ ထားခိုင်းခဲ့တာ။ဒါကိုဘလို့လို့တည်သွားလဲမပြောတတ်တော့ဘူး။ကြောက်ခိုင်းထားတဲ့ကောင်ကလည်းပြောင်းအောင်လာလို့အံ့ဩနေတာ။ကျွန်တော်ဒီနေ့ကဲသွားခတ်တော့ သူ့ဆက်ဆံမအလုပ်လုပ်တဲ့ကောင်းလေးတယောက်ကရှာတွေ့တာလို့ပြောတယ်။အလုပ်ကဖြစ်စမယ်ရှိသေး။အခုလို့ဖြစ်သွားတော့ဘလို့ထပ်လို့ရတော့မလဲ။ရန်လေစိတ်ပူပါနဲ့။သူ့စီမှာခမည်းလူရှိတယ်မဟုတ်လား။ဟွန်းကြောက်လူတော့ရှိပါလေ။အရင်နီးလန်းတော့ပြန်တုံးလို့ရပါမလား။တနည်းမရရင်နောက်တနည်းထပ်တုံးရမှာပေါ့။ဒီတစ်ခါတော့သူ့ဆိုင်ကိုလက်ပိတ်အောင်ရင်လုံးရမယ်။ပြီးတော့မှမေးပြက်ဆွေပြက်စီးပွားရေးပြက်အောင်လုပ်ပေးမယ်။အောက်ကပါရီဆရာကြီး ီကောင်မကြောင်ကျုံဖောက်တယ်ပြက်ကုန်လားဗျာအခုအဆောင်တစ်ခုပေးလိုက်မယ်ခမ ्याल ူကိုပြီးပြီးဆန်ဆက်ရဲ့ဝင်ဝနေရာမှာထားဟိုင်းလိုက်လုံရမယ့်အရှင်ကည7နာရီတိတိနော်ဟုတ်ကဲ့ဆရာကျွန်တော်တေချာမှားလိုက်ပါမယ်ဦးငွေပေါ်လေးသူ့ကိုကမ်းပေးလိုက်တဲ့အဆောင်အင်းပြားတစ်ချက်ကိုယူလိုက်ပြီးအင်ပေါ်ကနေဆင်းသွားခဲ့လိုက်တယ်လူကြီးတိတ်ဆိတ်နေတဲ့ညတကောင်ချင်းနောက်ပြင်ဦးဆန်ဆက်ရဲ့အနောက်ဘက်အမောက်တူရဲကနေလူတယောက်ခိုးချောင်ခိုးဝဲထွက်လာပြီး ဆန်ဆက်အဝင်ပေါက်ပေါ်ကိုတွေ့တက်နေတဲ့ချိန်ဟေ့ကောင်မင်းဘာလုပ်တာလဲရုတ်တရက်ထွက်လာတဲ့အတန်ကြောင့်အပေါ်ကိုကုတ်ထွက်တက်နေတဲ့လူဟာဘုံငနေဆင်းပြေးရာမုံညိုကအနားမှာရှိနေတဲ့အုတ်ခဲကျိုးကိုယူပြီးပြစ်ထက်လိုက်ရာပြေးနေတဲ့သူရဲ့နောက်ကျိုးကိုထိပြီးဘေးကိုလွတ်ထွက်သွားခဲ့တယ်ခွေတခုမင်းထွက်ပြေးလို့လူရို့လားမုံညိုကအနောက်ကနေပြေးလိုက်ပြီးစပင်ကိုဆွဲလိုက်ရာဟင်ပေါင်းလင်းပါလား မောင်ညိုကမူးညို့ကိုမြင်တော့မျက်စိပြဲမျက်နှာပြဲဖြစ်နေရကလာကြပေါင်ပြူဆန်ဆက်ထဲမှာဖြစ်တဲ့ကိစ္စလက်သက်ပုံပြီးလို့ဩကသူ့လက်ထဲကင်ထားတဲ့အင်းပြားကိုမူးညို့ရဲ့အင်ကြီးတွေထိုးထည့်လိုက်တယ်။မောင်လွေရဲ့အော်တန်ကြောင့်တန်လျာကလူတွေပြေးထွက်လာပြီ။ဟေးဟေးဘာဖြစ်နေရလဲ။မူးညို့မူးညို့ဆန်ဆက်ထဲမှာအင်းပြားတစ်ချက်မြုပ်နေတာမြင်လို့ဗျာ။ဒီကောင်မင်းကူလီကူမလုံးမနေနဲ့။ဦးလေးဒီကောင်ဗစက်တဲထွက်ရချောက်ပြုံးနေတာဗျာ။ ဦးတောင်ကမောင်လွင်ကိုတလှဲမုံးကျိုကိုတလှဲကြိလိုက်ပြီပြောင်မောင်လွင်မုံးကျိုကအဲ့လိုလုံးမဲ့သူမဟုတ်ဘူးမုံးကျိုမင်းအမှန်တိုင်းပြောစမ်းဒီအောင်ဘာလုပ်နေရလဲကျွန်တော်အိမ်ပြောင်လို့အပြင်မှာဆလိတ်ထွက်တော့နေတဲ့အချိန်လူရိတ်တွေးလို့လာကြည့်တာဒီအောင်ဆန်ဆက်ပုံကိုကြောတက်နေလို့အိုခဲနဲ့ကောက်ထုတ်လိုက်သေးတယ်သူ့ကြောင့်မှအိုခဲနဲ့ထီထားတဲ့ဒဏ်ရာရုံရှိသေးတယ်နောက်ပြီးဒီအောင်ဟောဒီအိမ်ပြောင်ကိုကျုပ်ဝိထဲကိုထည့်ပြီးကြောက်တုံးလာဖြစ်ကြောင်းကုန်စင်တီးရတော့ဦးတောင်က မောင်လွင်ရဲ့ကုတ်ကူဆွဲပြီးမင်းကွာကိုထမင်းရှင်ကဒုက္ခပြန်ပေးရတယ်လို့ဆန်တဲ့ထဲကကိစ္စတွေလေမင်းလက်ချက်ပဲမဟုတ်လားလုံသမားတွေရဲ့အကြီးကြောင်မောင်လွင်မျက်နှာပြသွားပြီးခေါင်းဝိုက်ဆိုင်ကြာသွားခဲ့တယ်ဘုန်းညူဒီကောင်ကိုထွက်ပြေးလို့မရအောင်ကျိုးထုတ်ထားစမ်းမနဲ့ကြမှမိတီနဲ့ရှင်းခိုင်းရမယ်ဦးတောင်းစကားကြောင့်မုန်းညို့လေမောင်လွေရဲ့လက်နှစ်ဖက်ကိုကျိုးထုတ်လိုက်ပြီးတန်လျာလေးကိုဆွဲခေါ်လာခဲ့လိုက်တယ် မနေ့ရောက်တော့မေတီကမောင်လင်းကိုစစ်စစ်ကြည့်ပြီးမင်းကိုဘသူခိုင်းတာလဲ။ဦးဦးငွေပေါ်ခိုင်းလို့လုံးရတာပါ။ဘာ?ဦးငွေပေါ်ခိုင်းတာဟုတ်လား။ तू နဲ့ကဘာရန်ညှို့ရှိလို့အခုလို့လုံးရတာလဲ။မင်းကရော तू ခိုင်းတယ်လုံးစီရလား။ကျွန်တော်ကျွန်တော်ငွေလုံးနေလို့ကြမ်းမိကြံရကြမ်းမိပါလေဗျာ။ကျွန်တော်မှားပါလေ။မင်းကွာကိုလို့ရှင်ဘာလုံးရတယ်လူ။ ဝင်းညို့တာမမြင်ဘလို့လုံးကြမလဲ။ငွေပေါ်ဆိုတဲ့လူကအတန်းနဲ့မှမလိုက်အတော့ကိုအကြံပတ်ဆက်တာပဲ။အန်ဒီတရားခံလေးမိထားပြီးပြီဆိုတော့ဒီကိစ္စကိုရှင်းမရမယ်။လုံးတဲ့သူရော ခိုင်းတဲ့သူဘာခွင့်မလို့နိုင်ဘူး။ဝင်းညို့ပြောတာဟုတ်တယ်။လူသိချင်ကြဖြစ်အောင်လုံးမရမယ်။ဦးတောင်နဲ့မုံညို့ကျမနဲ့လိုက်ခဲ့ပါ။ကျန်တဲ့သူတွေကကိုယ့်လူကိုကိုယ်လုံးကြတော့။မေတီကဦးတောင်အောင်မုံညို့ကိုခေါ်ပြီးဦးမေပေါ်ရဲ့ဆန်ဆက်ဘက်ကိုထွက်သွားခဲ့လိုက်တယ်။ ။ဦးဝင်ပေါ်စီကိုရောက်တော့မေတီကလက်ညှိုးလောက်ထူပြီး"ကျမကချင့်ကိုလူကြီးလူကောင်းလို့ထင်ထားတာ။လက်စတတော်ရှင်ကအောက်တန်းကြားတဲ့လူဖြစ်နေရဘူး။မေတီ၊မင်းဘာတွေပြောနေရလဲ။ဘာပြောရမှာလဲ။ချင်ကျမစီပေါ်ယူကိုဖျက်ဆီးဖို့အောင်လန်းနီးနဲ့လုံထားရလိ။ချင်ခိုင်းထားတဲ့သူကိုလည်းမိထားပြီးပြီ။ဟုတ်တာမေတီရဲ့။ဦးလေးကဘာလို့အခုလိုလုံးရပါလဲ။ဦးဝေပေါ်ကသူမဟုတ်တဲ့ပုံစံနဲ့ပြောနေတာကြောင့် မွညို့စိတ်မရှိတော့ဘဲအဲ့လူဖះယောက်ျားမဟုတ်ဘူးလားကိုလုံးရင်လုတ်တဲ့ဘောလို့ပြောလိုက်ရာငွေဘောကမွညို့ကိုမောကြည့်လိုက်ပြီးငါ့ကိုဆွဆွဲတာများနေပြီတော့အဲ့ဒီကောင်ကငါ့နဲ့မီမပြောဘဲမင်းနဲ့မီပြောရင်မင်းလောက်တာဖြစ်မှာလားမွညို့တော်ပြီဒီလူနဲ့စကားဆက်ပြောနေစရာအကြောင်းမရှိတော့ဘူးဒီနေ့ကစပြီးရှင်နဲ့ကျမပတ်သက်စရာမလိုတော့ဘူးမေတီကစကားဆုံးတာနဲ့ရှာကနေလှည့်ထွက်ပြီးဝဲယုံကိုပြန်လာခဲ့လိုက်တယ် ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်းမှာတော့ဘုံညိုကမေတီရဲ့လူယုံတယောက်ဖြစ်လာပြီးဦးတောင်နေသူပွဲယုံရဲ့ကိစ္စတွေကိုစီမံရတဲ့လူတယောက်ဖြစ်လာခဲ့တယ်။တညမှာတော့မုံညိုအိပ်ပျော်နေတဲ့အချိန်အိမ်မက်သေးကိုအောင်မြတ်သာရောက်လာပြီးကောင်းလီထဆန်းဆရာဘယ်တော့ရောက်နေရလဲမင်းကိုပြောစရာရှိလို့ကွာဟုတ်ကဲ့ဆရာအေးမင်းရဲ့မိကသူ့မသားတယောက်ရှိတယ်ဆိုတာအခုထိမသိသေးဘူး သူ့မညံထဲမှာမင်းဖေကားမောက်တာကိုပဲတီးထားသေးတာအမေကပါလို့ကျွန်တော်ကိုမွေးတာကိုမသိရတာလေအဲ့လိုဖြစ်အောင်တမင်လှုပ်ထားတာလေဘိုးရင်သူ့ဘဝရောမင်းဘဝပါပြက်လိုက်မယ်ဒါဆိုကျွန်တော်ကသူ့သားဆိုတာကိုဘယ်တော့မှမသိတော့ဘူးလားနောက်၃နှစ်ပြည့်တဲ့နေ့ကျရင်မင်းဖြစ်ချင်တဲ့ဆန္ဒအတိုင်းဖြစ်လာမှာပါအဲ့ဒီကာလမတိုင်ခင်အထိတော့တီးခံထားရမယ်ကျွန်တော်စောင့်နိုင်ပါတယ်အလုပ်လေးချိုးသားပါမယ်ဘူးကစပြီးမင်းရဲ့ကိုယ်စွမ်းညံစွမ်းနဲ့ မိဘပေါ်ကူညီဆောင်ချောက်ရတော့မယ်။မင်းကတနေ့ကျရင်ဒီလုပ်တွေကိုဦးစီးရမဲ့သူဖြစ်တယ်လို့ငါခိုင်းတဲ့တာဝန်တချို့ကိုလည်းဆောင်ရွက်ပေးရမဲ့သူဖြစ်လာလိမ့်မယ်။စိတ်ချပါစရာ။ဆရာတို့လိုအပ်တဲ့ချိန်ကျွန်တော်အသင်းရှိနေမှာပါ။မိုးညုံစကားကြောင့်အမျက်သာပြုံးလိုက်တဲ့ချိန်ရုပ်တွင်ကတဖြည်းဖြည်းနဲ့မှုံဝါပျောက်ကွယ်သွားတော့တယ်။မှတ်ချက်မိုးညုံနဲ့ပတ်သက်ပြီးနောက်၃နှစ်ကြာမှဖြစ်လာမယ့်ကိစ္စတွေကိုနောက်လာမယ့်ဇလံမှာပြန်လည်ချိတ်ဆက်ရမှာမို့ဒီနေရာမှာခိတ္တအဆုံးသတ်ထားကြအောင် ားထောင်သူပြိသက်များအတီးပေးရပါသည်။အောင်မြတ်တာအနေနဲ့ဇလန်းဆတ်မှာမောင်ကောင်းတဲ့ခုံးလှကိုလေသာမျိုးကိုလွတ်ထားတဲ့အကြောင်းလေးရှိနေသေးတယ်။လေသာမျိုးရဲ့အနောက်ဘက်ကရွာတွေမှာအလောင်းကောင်းကိုဖုတ်သွင်းခိုင်းစားဖို့လုပ်နေရတာကနေစီးပေါက်သွားပြီးတပည့်ဖြစ်သူပါတည်ဆုံသွားတဲ့ဖြစ်စဉ်တစ်ခုလည်းရှိနေခဲ့တယ်။ဒီပြဿနာကိုတော့မောင်ကောင်းတဲ့ခုံးလှတို့ဘလို့ဖြစ်ချင်းကြောင်လဲဆိုတာကိုတော့အောင်မြတ်တာနေ့လူသားစားတော်ဖုတ်ဆိုတဲ့ဇလန်းကလေးကိုအားလုံးပဲစောင့်မျှော်နှားဆင်အားပေးကြပါဦးခင်ဗျာ။ကျွန်တော်ကတော့ပြောပြတင်ဆက်သူ ဖြစ်ပုံကပဲဖြစ်ပါရယ်ခင်ဗျာအားလုံးပဲစိတ်ရှင်သာခြင်းကိုယ်ဤကျမ်းမာခြင်းနှစ်ဖြာသောဒုက္ခရုံးနှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ